မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကကျူးလွန်ထားတဲ့ဆင်ရဆွေးမှုတွေကိုနိုင်ငံတကာခုံရုံးများနဲ့တောင်ကိုရီးယားနိုင်ငံမှာတရားစွဲဆိုနိုင်ရေးတွေ့ဆုံဆွေးနွေးရကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စီကကျူးလွန်ထားတဲ့ဆင်ရဆွေးမှုတွေကိုနိုင်ငံတကာခုံရုံးများနဲ့တောင်ကိုရီးယားနိုင်ငံမှာတရားစွဲဆိုနိုင်ရေးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG အစိုးရလူခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်မေလ၄ရက်နေ့မှာတောင်ကိုရီးယားသမ္မတနိုင်ငံမှာ NUG အစိုးရပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့ Special Advisory Council Council from Myanmar, SACM အဖွဲ့ဝင် Professor ရှန်ဟီလီတို့တွေ့ဆုံခဲ့ပြီးအကြံဖတ်စတက်ရဲ့နိုင်ငံတကာဆင်ရဆွေးမှုကျူးလွန်နေမှုတွေကိုနိုင်ငံတကာခုံရုံးများနဲ့တောင်ကိုရီးယားတမရနိုင်ငံမှာတရားစွဲဆိုအရေးယူနိုင်ရေးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဆိုပါဆွေးနွေးမှုကိုအမျိုးသားညီညွတ်ရေးအစိုးရရဲ့တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးရန်နိုင်ထွန်းတောင်ကိုရီးယားနိုင်ငံရှိနေများနဲ့အရက်ဖတ်ဖွဲ့စည်းတွေကကိုယ်စားလှယ်တွေလည်းတက်ရောက်ခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းရှန်ကုန်မြို့လေကောင်မှာစစ်ကောင်စီရဲ့လူမဆန်တဲ့တပ်ဖြတ်မှုကိုနှိုးချမှုရှိစေဖို့သွေးစွန်ကျောင်းလွယ်အိမ်နဲ့ဖတ်စာအုပ်များစုပေါင်းပြီးတရုတ်ဘော်ကံ ပိန်ပြုလုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့လေကောင်မှာဒီကနေ့မေလ15ရက်နေ့ကရန်ကုန်တော်လိုင်းအင်အားစုဖွဲ့ကသွေးစွန်ကျောင်းလွယ်အိမ်နဲ့ဖက်ဆောင်များစုပုံပြီးတရုတ်ဖော်ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။သွေးစွန်ကျောင်းလွယ်အိမ်နဲ့ဖက်ဆောင်များစုပုံပြီးတရုတ်ဖော်ခဲ့ခြင်းကစစ်ကောင်စီရဲ့လူမဆန်တဲ့လူမျိုးတုံးတပ်ဖြတ်မှုဆင်ရဆွေးမှုဖြင့်မှတ်တမ်းတင်နိုင်ဖို့နဲ့ကလေးတငယ်တွေရဲ့စာသင်ကျောင်းတွေလေးကျောင်းပြည့်မှတ်ထားပြီးအကြိမ်ချင်းတိုက်ခိုက်မှုပြုလုပ်လျက်ရှိခြင်းကိုကမ္ဘာနယ်ဝန်သိရှိနိုးကြားစေဖို့အတွက်ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရပါတယ်။ သွေးစွန်ကြောင်းလွယ်အိမ်နဲ့ဖက်စာအုပ်များစုပုံထားတဲ့အဆိုပါပုံတွေကအစံဘက်စစ်ကောင်စီကဓမ္မကိုမျက်ကွယ်ပြုလျက်ဆက်စုပ်ရွှန်ရှာပွဲအကောင်းဆုံးလုပ်ရမြားနဲ့ပြည်သူကိုဥတီရံမှုခဲ့တဲ့တပိုင်ရင်ဖြစ်စေကိုတည်တည်ထူခြင်းဖြစ်ကြောင်းဆိုပါတယ်စစ်ကောင်စီကပြင်ခဲ့တဲ့မီလာစနေရနေ့မှာသခိုင်းတိုင်းတပိုင်ရင်မြို့နယ်အိုထိန်တွင်ကျင်းရွာရှိစာတင်ကျောင်းကိုလေကျောင်းနဲ့ပုံကျေတိုက်ခိုက်ရာပညာသင်ကြားနေသူကလေးငယ်22ဦးနဲ့ဆရာမနှစ်ဦးစုစုပေါင်း24ဦးထိအသက်ဆုံးရှုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်အခုလှုပ်ရှားမှုကစစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက် မှုကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ကလေးတငယ်များအားလုံးအနာဂတ်ခီကိုစုံအောင်မရှောင်နိုင်ခဲ့တဲ့ကလေးငယ်များအားလုံးကိုရည်ရွယ်ခြင်းဖြစ်ကြောင်းဆိုပါရစေ။နောက်ထပ်တစ်ပုတ်အနေနဲ့အင်းတော်ကြီးဒေသမှာရှမ်းနီပြည်သူစေစကောင်စီပူပေါင်းတပ်နဲ့ KIA တို့တိုက်ပွဲဖြစ်ပွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မုံညင်းမြို့နယ်အင်းတော်ကြီးဒေသကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရှမ်းနီပြည်သူစေပူပေါင်းတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါဗျ။ အင်းတော်ကြီးဒေသစနွင်းကုန်းကျင်းရွာမှာမနေ့ကမေလ14ရက်မနေ့ပိုင်းကစပြီးစစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီကလက်နက်ကြီးများနဲ့ပါခုခံတိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံမှသိရပါတယ်။စစ်ကြောင်းစာဝင်လာတော့7ရက်နေ့ညပိုင်းကပဲ14ရက်မနေ့ပိုင်းမှာထိတွေ့တိုက်ပွဲစတဲ့ပြောရမယ်။လက်နက်ကြီးလက်နက်ငယ်တန်းတွေခက်စိတ်စိတ်ကြားရတဲ့နှံမုံးကနေစစ်တပ်နဲ့ SNI ပူးပေါင်းတက်လာတယ်ပြောတယ်လို့ကချင်သတင်းရင်းမြစ်ကပြောပါတယ်။စနွင်းကုန်းအင်းသာဗကြံကိုနှံမုံးကျင်းရွာဘက်မှစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ KIA တို့တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးမနေ့ကညပိုင်း ပိုင်းဒီစကောင်စီကဒရုန်းပုံများကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ပြီးခဲ့တဲ့ AP 22ရက်နေ့ကလည်းအဆိုပါစနေကုန်းကြီးရွာနီမှာစကောင်စီနဲ့ကရင်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစကောင်စီကလေကြောင်းနဲ့ဒရုန်းသုံးပြီးပုံကျင်းတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးတွေပါအသုံးပြုပစ်ခတ်ခဲ့ပါရယ်စကောင်စီကဖားကန့်ဘက်ကိုလည်းအင်အားတထောင်ခန့်နဲ့စစ်ကြောင်းများခွဲပြီးစစ်ကြောင်းထိုးနေပြီးဗမော်တိုက်ပွဲကိုလည်းခုခံကာကွယ်တိုက်ခိုက်နေရတဲ့အခြေအနေဖြစ်ပါရယ်စကောင်စီကအပြစ်ရထားတဲ့ဆိုတော့လေကချင်ပြည်နယ်ရှိစင်ရင်တက်မှနေတဲ့နေရာတွေကိုစစ်ကြောင်းထိုးခြင်းနဲ့လူအင်အားလက် ်နက်ခင်းရန်ဖြစ်တင်ကြများလှုပ်ဆောင်နေပြီးတိုက်ပွဲများဖြစ်ပွားလျက်ရှိနေလို့သိရပါဗျ။နောက်ထပ်တပုတ်အနေနဲ့မြမအရေးကိုခြေလှယ်နေတဲ့တရုတ်ဆိုရာကစစ်ကောင်စီရဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုအပေါ်လစ်လျူရှုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြမအာနာသိမှုကိုထောက်ခံကူညီနေတဲ့တရုတ်ဆိုရကတပတ်သက်ဖိအားပေးမှုနဲ့ပြည်ရင်းရေးကိုဝင်ရောက်ဆက်ဖက်နေပြီးစစ်ကောင်စီရဲ့ရက်စက်တဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေပေါ်လိလိရှုထားကြောင်းလိလာတွေ့ရှိချက်တွေရသိရပါတယ်စစ်ကောင်စီကအင်အားဖြင့်စကိုင်းငလင်းလောက်ခတ်မှုကြောင့်ကူညီကယ်ဆယ်ရေးအတွက်အပြစ်ရက်တယ်လို့ညင်ညာထားပြီးမယ်လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နေတဲ့အတွက်အရှက်သားများအစုလိုက်ပြုံလိုက်ထိခိုက်သေးဆုံးလျက်ရှိပါတယ်တရုတ်နိုင်ငံအနေနဲ့မြမငင်းချိုင်းကိုလိုလားတဲ့ပေါ်ကြိုးဆိုပြီးအမှန်တကယ်ငင်းချမ်းစီခြင်းမှရင်လက်ရှိဖြစ်ပေါ်နေတဲ့အဖြစ်အပျက်တွေကိုမြင်အောင်ကြည့်ဖို့လို ကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကဆိုပါတယ်မြန်မာနိုင်ငံမှာစစ်မှန်တဲ့ငြိမ်းချမ်းရေးပြည်သူလူထုငြိမ်းငြိမ်းချမ်းချမ်းနဲ့အေးအေးချမ်းချမ်းနေနိုင်ဖို့ကဒီအကြမ်းဖက်စစ်ကောင်စီကိုပံ့ပိုးကူညီထောက်ပံ့နေသည်ဒီလိုအခြေအနေမျိုးဘယ်တော့မှရောက်မှာမဟုတ်ဘူးလို့ဦးနေဖုံးလက်ကပြောပါတယ်ငလင်ကြောင်အပြစ်ရကျင်းညာထားတဲ့တလာကျော်တွင်အရက်သားနေထိုင်ရာကျင်းရွာနှင့်စာတင်ကျောင်းတွေကိုစစ်ကောင်စီကလေကျောင်းနဲ့ပြတ်မှတ်ထားတိုက်ခိုက်ကြောင်းအစုလိုက်အပြုံလိုက်တိုက်စုံမှုဖြစ်စဉ်၆ခုထပ်မင်းရှိခဲ့ကြောင်းသိရပါဗျ။ ဒီထဲမှာရက်သားပြည်သူ၁၀ဦးနဲ့အထက်သေဆုံးစေခဲ့တဲ့မေလ၁၂ရက်နေ့မနက်ပိုင်းကတိုက်ခိုက်ခဲ့တဲ့စကိုင်းတိုင်းတပင်းရင်းမြို့နယ်ဦးတိန်တွင်ရွာရှိစာတင်ကျောင်းနဲ့မေလ၁၃ရက်မနက်ပိုင်းကတိုက်ခိုက်ခဲ့တဲ့ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ရှိထွန်းရွေကျင်းရွာလေကျောင်းတိုက်ခိုက်မှုပါဝင်ခဲ့ပြီးစစ်ကောင်စီကတော့ညှင်းဆို့ထားပါတယ်။အဲ့ဒီလိုစစ်ကောင်စီရဲ့အစုလိုက်ပြုံလိုက်ပုံကျစ်တပ်ဖြတ်မှုတွေကတရုတ်ကုမ္ပဏီများမှထုတ်လုပ်တဲ့လက်နက်နဲ့နှီးပညာများကိုအသုံးပြုနေပြီးစစ်ကောင်စီလက်အောက်ခံတပ်များအတွက်ဆက်လက်နဲ့ခရယာများထုတ်လုပ်ပြီးနေတဲ့ကာကွယ်ပစ္စည်းစက်ရုံကပ္ပစာတွေကိုတရုတ်ကထဲထဲဝင်ဝင်အကူအညီပေးနေကြောင်းစစ် စ်နည်းပြူဟာနဲ့ဆက်လက်နဲ့ကြောင်းကျွမ်းကျင်သူစီဒီအန်ရရှိတွေကတည်င်းဌာနကိုပြောပါရယ်ဒီလိုလှုပ်ဆောင်ပေးနေမှုအပေါ်လှုပ်ဆောင်ခြင်းမပြုဖို့ပြည်တွင်းနဲ့နိုင်ငံတကာဖွဲ့စည်းတွေကတောင်းဆိုကြောင်းလဲတရုတ်အစိုးရကလက်လျူရှုလျက်ရှိပါရယ်တရုတ်အစိုးရလိုလာတဲ့ငြိမ်းချမ်းရေးကစစ်ဘိုလ်ချုပ်များကိုအုပ်ချုပ်ပြီးလူမှုကိုညှော်မှန်းနာခံမှုပုံစံနဲ့ကျူးနွန်လာခြင်းဖြစ်ကြောင်းနိုင်ငံရေးလှိလာတုံ့တက်သူဦးလာစိုးဝေကတည်င်းဌာနကိုပြောပါရယ် စေကောင်းဆောင်တွေအာနာတီမြင်ကြီးကသူတို့တင်ရုပ်အစိုးရအကျိုးရှိရာရှိကြောင်းဖြစ်လာမဲ့ငြိမ်းချမ်းမျိုးပဲဖြစ်တယ်။အဲ့ဒီအတွက်လှုပ်တင်နေလို့ယူဆပြီးမတိကျုံုံပြုနေခြင်းမျိုးဖြစ်တယ်လို့ဦးလာစိုးဝေကသုံးသပ်ပါတယ်။တရုတ်နိုင်ငံကအိန္ဒိယမြန်မာနိုင်ငံမှာ2025ခုနှစ်အေပီလအထိအမေရိကန်ဒေါ်လာ 2,236.6မီလီယံအတည်ပြုရင်းနှီးမြှုပ်နှံထားပြီးဒုတိယမြန်မာဆုံးဖြစ်ကြောင်းစစ်ကောင်စီရဲ့ရှင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုအစည်းထာနာ DIC အဆက်လက်တွေရသိရပါတယ်။ဒါပေမဲ့ခုခံတော်လှန်မှုတွေနဲ့ရှမ်းမြောက်ဒေသ2029စစ်စင်ကြီးကြောင်းစစ်ကောင်စီစစ်ရှုံးအထိနာစေပြီးတရုတ်စီမံကိန်းအများစုကိုတော်လှန်အင်အားစုတွေကထိန်းချုပ်ထားနိုင်မှုပေါ်တရုတ်ဆိုရကလိုလားမှုမရှိဖိအားပေးနေကြောင်းသိရပါတယ်။သူရဲ့ရည်တည်ချက်ကတော့အရင်သူဝင်ရှင်းနာဟိုင်ကင်ဆွေးနွေးပွဲတွေအလုံးမဖြစ်ဘူးဒေသတစ်ခုချင်းရှင်းနေတာအလုံးမဖြစ်ဘူး။ တနိုင်ငံလုံးကိုဝင်ရတော့မယ်ရွှေကောက်ပွဲလုံးနေပြီးတော့ဘက်ကရှက်ပြီးတယ်လို့စီရင်အကက်ခတ်တောင်းကဆိုပါတယ်လက်ရှိမှာစစ်ကောင်စီကအာနာသိန်းလေးနှစ်တာကာလအတွင်းအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်ပေါင်း80ကျော်ကိုကျူးလွန်ထားကြောင်းလွတ်လပ်သောသုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP မြန်မာရဲ့အစီရင်ခံစာအရသိရပါတယ် နောက်ထပ်တပုတ်အနည်းနဲ့နတ်တလင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုရှေ့ဦးတည်ဆုံးတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ဘကိုတိုင်းတာယာဝတီခရိုင်နတ်တလင်းမြို့နယ်ကြီးရွာတွေကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရာရှေ့ရောက်တည်ခဲ့တဲ့လူနက်စစ်တီတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မေလ14ရက်မနက်အစောပိုင်းကအင်အားတရာခန့်နဲ့နတ်တလင်းမြို့နယ်ပြင်ပုံရွာကနေထန်းတော်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ရာရှေ့ရောက်တည်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းတော်လိုင်းရဲဘော်9ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုတိုင်ရင်3800တက်ကတက်ခွဲတွေဖြစ်ကြတဲ့ Net City တက်ခွဲတက်ခွဲလေး BRA တပ်ဖွဲ့တပ်ခွဲနှင့် Phoenix တပ်ဖွဲ့တပ်ခွဲကြောင့်အေယာညီနောင်တပ်ဖွဲ့နှင့်နက်တလင်းမြို့နယ်ဘက်ကဖားတို့ပူးပေါင်းလုဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဆက်လက်ပြီးချောင်းမြို့နယ်ခင်မွန်ကျေးရွာကိုစစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးအသက်20အရွယ် ကိုမျိုးခန့်ကိုကိုကိုနှိမ့်ဆက်တက်ဖြတ်ပြီးရွာသား20ကျော်ကိုစစ်မှုထမ်းဖို့ဖမ်းဆီးသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းမြို့နယ်ခင်မွန်ကျေးရွာကိုစံဖက်စစ်တပ်ကစစ်ကြောင်းတို့ဝင်ရောက်ပြီးအသက်20အရွယ်ကိုမျိုးခန့်ကိုကိုကိုနှိမ့်ဆက်တက်ဖြတ်ပြီးရွာသား20ကျော်ကိုစစ်မှုထမ်းဖို့ဖမ်းဆီးသွားကြောင်းချောင်း PDF တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။မေလ23ရက်နေ့ည8:00မိနစ်50ခန့်မှာချောင်းမြို့ရှိအထွေထွေအုပ်ချုပ်ရေးမှူးရုံးမှစစ်သားများမြပလဲစီဆိုင်ကိမ်းမှစစ်သားများနဲ့ခင်မွန်ဘတ်စုံချမ်းမှစစ်သားများပူးပေါင်းပြီးအင်အားများ ာပြားနဲ့ခင်မွန်ချင်းရွာတွင်ကိုစစ်ကြောင်းဝင်ရောက်ကအသက်20ရွယ်ကိုမျိုးခန့်ကိုကိုကိုဓာတ်နဲ့မွန်ပြီးနှိပ်စက်ကတနက်နဲ့ပြက်ခတ်တက်ဖြတ်သွားကြောင်းဓာတ်အပြင်နောက်ချင်းရွာသားမျိုးသား20ကျော်ကိုလည်းစစ်မှုထမ်းဖို့ဖမ်းဆီးသွားကြောင်းသိရပါတယ်။အသက်ခံရတာကခင်မွန်ရွာသားကိုမျိုးခန့်ကိုကိုပါအသက်20ဝန်းကျင်ရေပဲမျက်နာကိုဓာတ်နဲ့မွန်ပြီးစစ်စင်းရင်းနဲ့နောက်ဆုံးတနက်နဲ့ပြက်တက်သွားတာဖမ်းခံရတဲ့သူတွေကအယောက်20လောက်ရှိတဲ့အမျိုးသားတွေကြီးပဲခင်မွန်ရွာဆိုတာကစစ်ခွေးအထိုင်စကန်နှစ်ခုကြားမှာရှိတာစစ်ခွေးအထိုင်စကန်ကလည်းဟိုဘက်ဒီဘက် မီတာတထောင်ကျော်လောက်ပဲกว่าတာမုံရွာမန်းတလီလမ်းမအပေါ်မှာရှိတာဆိုတော့သူတို့အမြဲတမ်းဖျက်ချင်တိုင်းဖျက်ဝင်စင်တိုင်းဝင်လို့ရတဲ့ရွာပေါ့အခုလေလမ်းကြောင်းအုံပြုတ်ပို့ဝင်လာတဲ့အနေအထားကနေရှောင်းတခင်ရွာရဲကိုဝင်တာလမ်းပိုင်းတင်မဟုတ်ပဲနေရွာရဲ့ရက်ွက်တီးတဲ့တီဝင်ဆွဲတာလို့ချောင်း PD ရဲ့တပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါတယ် အကြံဖက်စစ်တပ်ကတပ်ဖြတ်သွားတဲ့ကိုမျိုးခန့်ကိုကိုရဲရှုံလောင်ကိုမင်းကမေလ14ရက်နေ့မှာတကြုံလိုက်ကြောင်းဖမ်းဆီးသွားတဲ့ခင်မောင်ရွာသားကိုလည်းချောင်းမျိုးအထွေထွေအုပ်ချုပ်ရေးမှုယုံကိုခေါ်ဆောင်သွားက၎င်းမှတဆင်မေလ14ရက်ညပိုင်းမှာမုံရွာမျိုးအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပို့ဆောင်လိုက်ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်